ဒီကောင်မလေးသွေးနဲ့ထင်ရောက်နေပြီဟာဘဝင်မိအောက်ခြေလုပ်ပြီးတော့အဲ့မှာခွေးကြကြအောင်မယ်ဒီနေ့တော့မပြောမဖြစ်ပြောမလို့ကျွန်တော်ကျွန်တော်ကျွန်တော်ဆိုတိတ်မပြောဘူးဗျအဲ့မှာပုရုမတယောက်ပုရုမတယောက်ထားဟောင်းလေပြဿနာလေးတခုပြောချင်လို့ကျွန်တော်ကျွန်တော်ဆိုရင်ပြောမယ့်သဘောလားရှင်ကြီးဦးကြီးမြင့်ဟောဆရာဦးကြီးမြင့်တို့ ရှာတန်းဆိုးနိုင်လို့နော်ရှာဦးတန်းဆိုးနိုင်လို့အစရှိတဲ့ပုံကိုယ်တွေကိုစော်ကားမော်ကားပြောတာတွေပါတယ်။ဒူမြတ်ကျော်ဟောဘာညာဘောကျွန်တော်နာမည်တွေပါတယ်။သူတို့ကျွန်တော်တို့နာမည်တွေတုံးပြီးသူတို့ရဲ့စစ်တပ်အသားဝိုင်းမှာအတန်ရှင်းရှာတာ။အဲ့လိုအဲ့လိုပြောကျွန်တော်နာမည်ထွက်ပြောလိုက်ရင်သူတို့ဂုံရှိတယ်ဟိုသူကဆိုတော့အာလူမြတ်ကျော်ဘာညာသူတို့စစ်တပ်အသားဝိုင်းမှာကွာ။အာလူမြတ်ကျော်တော့ဖြဲတယ်ပုလူမသွားနောက်လို့မရဘူး။ဆိုတော့ပုလူမကြီးမင်းဖင်ကုန်ဦးချနေတဲ့ဝိရတူဆိုတဲ့ ကတော့တော့မေးကြည့်လိုက်အောင်လူမြတ်ကျော်အကြောင်းတိလားဆရာဦးကြည်မင်းတို့အဆင့်ကအရန်မြင့်လေးတယ်ဆရာဦးကြည်မင်းဆိုတာငါတို့ရဲ့နိုင်ငံရေးတမိုင်းပါဘောနော်အင်မတန်ကိုလေးစားထိုက်တဲ့တမိုင်းတလျှောက်လုံးဖတ်စ်တက်ကိုတော်လန်လာတဲ့ပုံကိုဆရာဦးတန်းဆွနိုင်မှုဆရာဒေါ်ဘီမီဝင်းဘတ်ဒီနောက်ပြီးတော့ဟိုကတရလာချောစောလို့ဆိုတယ်လူမြတ်ကျော်အနေထားကိုပဲပြောမယ်ရှင်ကြီးဦးကြီးမင်းတို့ ဟုတ်တယ်ဆိုနိုင်လို့နော်ဒါမြန်မာရေးကြတဲ့လူဒါတာလောက်ဆိုဆိုပါလို့စီးနိုင်ငံရေးလေးလားတိလာနေပင်ကုန်းဥချနေတဲ့နေအမျိုးပါလာသာသနာပါလို့တပွက်တပွက်ပွက်တပွန်ပွန်អော်နေတဲ့ဝိရသူလိုកောင်မျိုးတော်တစ်ချက်မေးကြည့်လာမြတ်ကျော်ចောင်းအဲ့လိုកောင်မျိုးတော်နှပုံកាခဲ့တာနော်ဘုတ္တမဘုံတိကိုမတိ ਨੇ ထထမអော်နေနေပြောနေတဲ့လူတွေဟာ တာမညာညောင်ညတွေမဟုတ်ဘူးဒီလိုရက်ွက်ထဲမှာပြင်တော်ရင်လေးနဲ့နေပြီးတော့စပန်လေးစပန်အိမ်လေးဝစ်ပြီးတော့အမျိုးဘာသာတာသနာလိုလိုဘာလိုလိုပိုလူလေးနှစ်ယောက်သုံးယောက်ရှေ့မှာတွားပြီးတော့စကားလေးပြောအဲ့လိုအဆင့်တန်းနေမဟုတ်ဘူးကန်ကြီးထိုင်နေတော့ကဲနားတော်ကြည့်အောင်ရှိနေကြည့်ဦးကြည့်မြင်လို့ဟုတ်တန်းဆိုးလာရဲ့လို့နော် ။ဒါမြန်မာအကြီးကျန်းနေတို့ဒါဒါလို့ပြောဆိုပါလို့စီးရင်နိုင်ငံရေးလေးလာသူစီးရင်နိုင်ငံရေးလုပ်လာသူဥတန်းဆိုးနာလို့အရှိနေကြီးဦးချင်းမြင့်ပါလို့ဟုတ်ကဲ့ဒေါက်တာမင်းမီဝန်ပတ်အမေရိကန်စစ်တပ်မှာတောင်းအထမ်းဆောင်ခဲ့တဲ့ဒေါက်တာမင်းမီဝန်ပတ်ပါတော့အဲ့ဒီလိုမျိုးခုံပုတ်ကြီးတွေအကြီးကြီးတွေတက်ပြီးတော့နိုင်ငံရေးကိုဗျံပတ်တာတွေပြောနေကြတယ်လို့တွေ့နော် အဲ့လက်ရှိမှာခင်ဗျားတို့ကဟာဒီလိုလူမှုရေးပြည်တယ်ပေးမယ်လို့အာခင်ဗျားတို့စီတီယံလို့လို့ဆိုရှယ်ဖိုင်နဲ့မှာပေးရတယ်လို့အဲ့လိုမျိုးတွေကအခုရှင်းလို့ပြရမှာခင်ဗျားတို့ပို့ပြရအောင်ကျွန်တော်ရေးတင်တာမှာဆိုလို့ရှိရင်မှားရလို့ကအင်းမှားလို့မိတယ်လို့ကနောက်ပြောပွဲပုံမှာကတော့ပဲရက်ပြီးတော့လာပြီးတောင်းနေရတဲ့ထုံးစံတူရှိတယ် ဒါကကြည်တယ်မှုငယ်အောင်ငယ်တယ်မှုပပြောင်းအောင်ချက်ရွာတလေးနဲ့ဟုတ်ကဲ့ဟုတ်ကဲ့တောင်းနေတဲ့အောင်တရားဥပဒေပေါင်းလေးကနေတရားစွဲပြီးထောင်ချအပြစ်ပေးနေမဲ့စာကျမတို့ချစ်စရာဒလိထုံးတဲ့တကူဖေးမမလုံးမိတယ်လို့ကငါပြောပဲအောင်မို့ရက်ပြီးတော့တွားပြီးတော့ခရော့တောင်းပန်ရတယ်အဲ့လိုမျိုးကြီးတဲ့လူခေါ်တယ်ဆိုတော့အဲ့ဒီနော်ဦးကြီးမြင့်ရှင်နေကြီးဦးကြီးမြင့် ကျန်တဲ့ဟိုထားရမျက်စိဘုံတို့မျိုးညစ်တို့လိုလူမျက်ကြော်တို့ကိုရမ်းကြည့်လို့ဘုံမျိုးဒီမျိုးအစင်းတန်းနေစကားလေးထဲမပြောဘူးနော်မတန်ဘူးသူတို့အဖေခေါ်နေတဲ့အရှင်ကြီးဦးကြီးမြင့်ဘုဒ္ဓမာကံကြီးထိုက်တော့မယ်ကံကြီးကရိုးရိုးမထိုက်ဘူးအဲဆက်ဆန်းထိုက်မှာဘလို့ထိုက်မလဲဆိုတော့ထားပါအဲ့ဒါမျိုးပြောတော့အဲ့တော့မှိုင်းတောင်းပန်ဂျေးဆိုရင် အမျိုးဘာသာသာသနာအော်လို့ ICC ICJ ရောက်သွားတဲ့အမျိုးဘာသာသာသနာဆိုတဲ့အစိုးရလုပ်ရက်တည်ကြောင့် ICC ICJ ရောက်ရတဲ့နိုင်ငံရဲ့အဖြစ်ဘယ်မှာနေလဲဘယ်ကောင်လောက်တာစစ်တပ်တိုင်းပြည်မှာစစ်တပ်လောက်တာဖြစ်တယ်နောက်ပြီးတော့အဲဒီနေခုထောက်ခံပါတယ်ဆိုတဲ့မင်းအောင်လှိုင်ဆိုတဲ့ကောက်အချက်လေးကြည့်ရွေးကောက်ပွဲမှာမဲထည့်ပြီးထွက်လာတော့ ဖေကောက်ပွဲနိုင်တဲ့သူကိုကျွန်တော်တို့ကအာနာအပ်မှာပါပါညာခွေးမဇ္ဇကနတ်စကားထွက်ခဲ့စစ်တပ်တမိုင်းတလျှောက်လုံးစုံးမောင်ကဆခနာတို့ရွေးကောက်ပွဲပြီးပုံချေအုပ်တွေဆွဲရပါကျွန်တော်တို့ကစစ်တမ်းရပြန်မှာပါခွေးစကားတွေပြောခဲ့တယ်စစ်တပ်တိုင်းပြည်ပေါ်မှားခဲ့တယ်စစ်တပ်ကိုပါပြောချင်းနင်ကပါပြောချင်းတော်တာမိမိဝဲပဲဒေါ်လာကျော်စောနောက်ကတော့ အုံတန်းဆိုးနေရှင်တို့ဒီကျွန်တော်ကိုငပြောခွဲရဲ့ဂရောဘက်အုံဘက်ရဲ့ကျွန်တော်ကတောင်းနိုင်ရမယ်ရှင်ဒီကောင်မလေးဒုက္ခရောက်နေပြီအဲသူကသူ့ကိုသူဟုတ်လာပြီထင်နေတာပေါ့နော်သွေးနဲ့ထင်ရောက်နေပြီတော့ကိုကိုကိုဘာမှလေတောက်တော့လားဘာမှပြီးနိုင်ငံကြီးတမိုင်းတိတာလည်းမဟုတ်နိုင်ငံကြီးမှာဘယ်နေရာကပါခဲ့လေအတိုင်းကြီးရဲ့ဘာမှလည်းပါတာမဟုတ်အဲ့ဖုံးကြီးရောင်ရောင်ကရုံးရောင်ရောင်နေတဲ့လုံ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 းလို့ ြီးရင်စစ်တပ်ကိုထောက်ခံရောက်ရောက်ပြအဲပြီးလို့စစ်တပ်ကဘာညာကောင်နေနဲ့ဘာညာပေါ့ဗျဖြစ်အဲအဲ့တော့သူတို့သွေးနဲ့ထင်ရောက်နေတာဟိုတယောက်ချီတည်းရဲ့လူလေအဲဗာလေဟိုပါဗျာအရင်တော့ကဟိုဖုံးတော်ကြီးကြောင်းမဆရာမလောက်တာလေဒီလားအခုတော့မှဘာညာစကတ်နေနဲ့ခေါ်နေပြီဗတိမမှန်ကြပါဘူးသူတို့ကိုယ်ွယ်ပါတယ်သူတို့မဘာသာပါဆိုတော့သူတို့ အဲသူတို့ဖင်ကုန်းဥကြတဲ့ဖုံးကြီးတွေ MRTV ကိုဆရာတော်ဆိုမိမနဲ့ဟိုမှာကရုံးနဲ့အုတ်ထုတ်နဲ့ကဲနေတာတွေပါတွေထွက်လာဘာသာမှမထွက်ရည်ဘူးဒီကောင်လေးတော့ရောက်နေဘာပြောကျင်လဲဘာပြောခင်ဗျားတို့ဘာပြောကျင်လဲပါကိုပြောခဲ့တဲ့စကားကိုကိုတားလေးရှုခင်းတဲ့တတ်တိရှိရဆိုရင်တောင်းဝင်ခံရတဲ့တတ်တိရှိရဆိုရင်ကျွန်တော်ရှင်းတောင်းလိုက်ရတယ်စကားဆိုတာကလူတိုင်းပြောတယ်ငါညီမဒုက္ခရောက်မယ်နော် ဒါပေမဲ့ကိုပြောရတဲ့စကားရဲ့တက်ရောက်မှုကိုတောင်းဝယ်ယူမှုတောင်းဝယ်ခံမှုရှိမှအဲ့ဒီလူကိုတိုက်ရှင်လို့ခေါ်တာကိုပြောရတဲ့စကားရဲ့နောက်ဆက်တွဲကိုတောင်းဝယ်မှုတောင်းဝယ်ခံမှုမရှိဘူးဆိုရင်အဲ့ဒါ BM ကတော့ပြောနေတာလူအောက်တန်းကဒါကြောင့်ကျွန်မဒီစကားကိုပြောတယ်ကျွန်မတို့အတူမဟာမေးလို့2024 17တလပိုင်းနေတာလာမယ်2025မေလမှာတော့မေလမှာတိုင်းနေပါတော့မေလအကုန်နဲ့အချိန်မှာ လာရှုပြန်ရနေอืมလာရှုမှာတလက်တန်ဘုံကံကြီးတိတ်သွားလိမ့်မယ်လာရှုမှာနှစ်နှစ်ဆယ်နှစ်မှာမေလမှာတက်မလို့ရဲ့ တင်ညာရေးဉာဏ်တရားပြန်လဲ level တွေမဲ့ဒါကြောင့်မို့လားလူကနေပြီးတော့တိုက်ပွဲတွေကြောင့်ထွက်ပြေးတိတ်ဆောင်ရတဲ့လူတွေလားရှုံးမျိုးကို95မိနာမှာပြန်ရလိမ့်မယ်လားရှုံးမှာနောက်ဆက်အစိုးရရဲ့ပညာရေးတွေကျန်းမာရေးကဏ္ဍနောက်ခုပြန်လဲ level တွေမဲ့လို့ကျမတို့လည်းပြီးတော့နိုင်ငံရေးတောင်းတခဲ့တယ်မိမအဲ့ဒီချိန်တော့ဟာနေပြောခဲ့တာဟုတ်မဟုတ်စောင့်ကြည့်ကြရဖို့မှားသွားရင်တော့နေတော့တွေ့မယ်လို့ဒီလိုဘလို့လုပ်မယ်လို့နေကိုညာလို့လုပ်မယ်ဆိုပြီးကွန်မန့်နေတဲ့မှာဝိုင်းပြီးအုံနဲ့အချင်းနဲ့ဟောင်ခဲ့တဲ့နေပေါ်နေပိတ်တွေပဲရောက်နေကြတယ်อืม 哎，要不你咋的？ လာရှုံးဦးရတာကမြို့တော်လည်းရဲ့မဟာအောင်ပွဲပါလို့မသိရင်ဒီလာရှုံးမျိုးက MND က NUG လက်ထဲထဲတော်မလို့ပြောခဲ့တဲ့အင်းအန်တဆူနိုင်တို့ဦးချင်းတို့ဒေါ်လာကျော်တို့ဒေါ်မင်းမင်းဝင်းဘတ်တို့ခင်ဗျားတို့အဆက်ရှိရဲဆိုရင်ခင်ဗျားတို့ကိုစကားကိုတောင်းရင်လို့တောင်းရခံကိုရှိတယ်ဆိုရင်ခင်ဗျားတို့တတ်သိရှိရဲဆိုရင်ခင်ဗျားတို့အမကိုခင်ဗျားတို့ကျွန်တော်တို့ကကျွန်တော်တို့ဒီကျွန်တော်တို့ဒီနိုင်ငံရေးတုံးတက်သူပါကျွန်တော်တို့ဒီစီးရေးနိုင်ငံရေးကျွမ်းကျင်သူပါလို့အမိခံပြီးဘယံမလာပြောနေကြပါလေခင်ဗျားတို့ ့လို့သူ့ကိုမခံရနိုင်ဘူး။နော်။လက်ရှိမြန်မာပြည်ထဲမှာပေါ့နိုင်ငံတကာရောက်နေတဲ့လူတွေပေါ့လက်ရှိ online အားဆောင်တဲ့အဖွဲ့တွေပေါ့နိုင်ငံရေးကိုစိတ်ရုံမျိုးစုံပြောနေကြတဲ့လူတွေညောင်းများပါရှိတယ်။ဒါပေမဲ့ဘယ်နည်းဘယ်တော့ဘာဆက်ဖြစ်တာလဲဆိုရင်နိုင်ငံရေးတောင်းတမှုပြောနိုင်တယ်လို့လက်ချုံရည်ကြည့်ခင်ဗျားရှိတယ်။မင်းကလေးကလက်ချိုးရည်မနားရှိတယ်လူငယ်တွေမှာလက်ချိုးရည်အများရှိတယ်ကျမတို့မရှိဘူး ဟောစိတ်ဆိုးရနော်သူတယောက်ပဲရှိတာတဲ့ဟောခင်ဗျာဒုက္ခတွေရောရောက်ပြီဗျာဟိုဘာလို့တော့လေရှေ့ကြီးဦးကြီးမင်းဒီကောင်မလေးသွေးနဲ့ထင်ရောက်နေပြီဟာဘဝင်မိပြီအောက်ခြေလုပြီးတော့အဲ့မှာခွေးကြကြအောင်မယ်သူကသူစည်ရင်သုံးသက်သူဟောသူပြောချင်တာကအော်ပပပပပပပအပပပပကံကြီးကြီးထိုက်ပြီးတော့ကွာ တမန်ကောင်းမှုနဲ့ငငချင်းကောင်းတွေတက်ကြိုက်ဗမာနိုင်ငံကြီးစီယူနင်ပြောတဲ့လာရှိုးကိုပြန်ရမယ်ဗာပညာရေးလည်ပတ်မယ်ဥချုပ်ရေးလည်ပတ်မယ်လက်ကြည့်ရကြပါလက်ကြည့်နေတာဗာဖြစ်နေတယ်သိလားလာရှိုးအခြေအနေဗာဖြစ်နေရောနင်သိလားနင်နင်ကိုးွယ်တယ်မင်းအောင်လိုက်ဖုန်းတစ်ချက်ဆက်မေးခြင်းဗာဖြစ်နေလေသူကဟမ်ခွေးကိုကြောင်ပေးရလို့ရိုက်ဖို့မင်းကိုတပ်ပွင်းနဲ့ခေါ်လိုက်တာစောက်တင်ကြီးနေနေကိုကိုကိုအဲကတော့ပါသေးတယ်ပြောပါဒုက္ခဝဲကိုတက်မလို့ကဝေးဦးအရှင်ဆောင်မြ ဂျွေးစီနဲ့အန်အလီနဲ့ဂျွေးစီတောက်ပြီးလိမ့်နေပြီးဒီကောက်ပဲမနဲ့ကောက်ပဲပါအေးစိတ်ခေါ်ရနော်ကျမတယောက်ပဲရှိတယ်ဟာခုံစားရဲဆိုတာအေးလူစားရဲခုံစားနေတာခုံစားရဲဆိုတာခုံရှိမှစားလို့ရတာဟုတ်ပါဘူးခုံရှိမှစားလို့ရဘူးဟုတ်ပါဘူးဟုတ်ပါဘူးဟာလုံးကြပါဦးကိုကြီးစီနဲ့အန်အလီနဲ့ဂျွေးစီတောက်ပြီးလိမ့်နေပြီးဒီကောက်ပဲမနိုင်နေတဲ့ကကျူသုံးသက်ခင်းဩဂျွေးကောက်ပဲပြီးပြီချင်းမှာပုံမှန်20စားလုံးနဲ့40ခန်းနဲ့ရတော့တော့က နိုင်ငံတော်နဲ့ဖွဲ့စည်းပုံရှင်များလို့ကိုစောင့်ရှောက်ရမယ်တာဝန်ရှိတဲ့အတွက်ရွေးကောက်ပွဲကော်မရှင် UEC ကိုပြည်သူလူထုကဖက်ဝဲဆန္ဒပြကြပါရွေးကောက်ပွဲကိုတက်မတော်ကဝေးဦးရုပ်ကဦးစီးပြီးပြန်ကျင်းပပေးဖို့ပြည်သူလူထုကတောင်းဆိုကြပါဒီရွေးကောက်ပွဲကလုံးဝအထမမြောက်ပါဘူး NLD ပါတီအစိုးရမဖြစ်ပါဘူးလို့ကြိုးသုံးသက်ခဲ့တာကျွန်မမြန်မာတိုင်းနိုင်ငံလုံးမှာဒါဆိုစစ်အနာသင်ရထောက်ခံခဲ့တာနဲ့ပါတယ်ဗောဒါဆိုရင်ကဲရဲဘော်တို့ရေပူတူမောက်တို့စရင်တို့လာလိုက်တော့နော် စစ်တပ်ဆိုတဲ့ကောင်ကဘာရွေးကောက်ပွဲမှာလာပါစကားမှပြောစရာအကြောင်းမရှိဘူးစစ်တပ်ဆိုတဲ့ကောင်ကအဲ့နိုင်ငံကြီးမှာလာပတ်သက်စရာအကြောင်းလည်းမရှိဘူးစီးပွားရေးမှာလာပတ်သက်စရာအကြောင်းလည်းမရှိဘူးနင်တို့မျိုးစုနေတဲ့နင်စစ်တပ်ကကောင်ကမျိုးစုနေတဲ့ဓမင်ကိုပြည်သူလူထုကပေးရတဲ့အခွန်ကနေပြီးတော့လွတ်တော်ကနေချပေးတာကိုကိုကိုအထင်ကြီးကြီးမနေနဲ့တကယ်လက်တွေ့ကကျေးဇူးကန်လူယုံမှာဘဝရောက်နေတာတတိုင်းပြည်လုံးတသေးဘွက်ထဲမှာပတ်လက်မျောနေတာနော်တတိရှိရင်ဟွန်းဘုရုမဒုက္ခရောက်နေမယ်နော် ကောင်းကောင်းယူကောင်းကောင်းနေဟိုတိတ်မကြခင်တော့ပြောရတယ်မလားကျမယောက်ျားယူတော့မယ်ကိုယ့်အောင်ယောက်ျားယူကောင်းကောင်းသွားတော့မဟုတ်ရင်နေမွေးလာတဲ့ကလေးပါဆွေစဉ်မျိုးဆက်တွေဒုက္ခတွေရောက်ကုန်လိမ့်မယ်မတိတာတွေဝင်ဝင်မပြောနဲ့အာလာလာလာအဲ့ရှာကြီးကျမတက်ဝင်ရှိနေဩစိတ်ခေါ်ရတော့ဘဂတုမဟာသွေးတရားပဲရှိနေအာအဲ့ဒီကြောင့်ပဲမဟာသွေးဖြစ်ရကျမကဘယ်လိုမှမဖြစ်ခဲ့ပါလေဆိုပြီးပြောနေအောင်ဘယ်တော့ပါဆက်ပြေမယ်ဆိုပြီးပြောနေတာ ။နော်အဲ့ဒီလိုနဲ့နှာခေါင်းနဲ့20 12လပိုင်းမှာတက်မကတက်မဲယုံလေးကိုပြန်စစ်တဲ့အချိန်မှာ NLD body ဖက်သိမ်းခံရပြီးတော့တက်မော်တီဖွဲ့စည်းပုံအခြေခံလေးပုံမှာ410ခုရပေါင်းလုံးခေါ်ပြီး410ရှိရမင်းငယ်တော့အာနာကိုထိန်းသိမ်းနေပြီ။ NLD body ဖြစ်ခံအဲ့မှာတစ်ချက်ထပ်ပြောမယ်နော်။လေရတဆခွန်ရလေတမရဘာကာလုံခေါ်ခွင့်မရှိဘူးတမရမခွန်ရင်ကာလုံပဲကောင်းမခေါ်လို့မရဘူးနော်ပြောရင်လေရှေ့ကုန်မယ်ပြောတာ ခွေးခွေးပါဆောင်ကြီးတွေဖြစ်နေကျွဲပါကျွဲရနေတဲ့အဆင်တန်းမြေခွေးပါဆောင်ကြီးတွေဖြစ်မှာဆိုလို့ကျွန်တော်ကအရင်တော့ reaction တွေဒီဒီ ਆ တွေလှုပ်တယ်ဗျာသိလားဒါပေမဲ့သူတို့ကလေကလေးအလီနာတော်တွေပေါ့ဗျာဟိုတောင်ကြီးရင်မရတွေသူတို့ကသူတို့အခုလည်းကြာကြာတွေ့တယ်မလားဟိုဘဝင်နေမြင်သူတို့ဟုတ်လားပြီးချင်းနေတာအဲဆိုတော့ကျွန်တော်အချိန်ကုန်နေပေါ့ဗျာနော်ဆိုပြီးတော့မလှုပ်ခဲနေတာအခုကတော့နည်းနည်းလေးသူတို့လွတ်ပေးတာဆိုတော့မရတော့ဘူးဗျာအဲကျွန်တော်နောက်နေ့ကျွန်တော်လည်းတွေ့မယ်ဒီဒီတကောင်တာအုပ်စုနေထားလား ခင်ဗျာနတ်နတ်တနာတော့ကြည့်။ဒါတော့ဆုံးကြည့်နေအောင်ခါရထားလဲကိုပြန်သားရလိမ့်မယ်လို့ကျုံတော့ခဲ့ခဲ့တာကျမ။ကျုံပြောခဲ့တာကျမ။ကြားတယ်တော့ဘုရုမာဒုက္ခသူတရားခံဖြစ်နံပါတ်တရားခံဖြစ်တဲ့စိတ်ဒုက္ခသူကတ်တာနော်ဘာသူမှမပြောဘူးနော်။ကဲကြားတယ်နော်ဟုတ်ပြီ။ဟုတ်လား။မင်းကြီးတော့တခဲ့တာကျမမဟုတ်ဘူးမှာပဲ။မင်းတို့ကစနေ တခုနဲ့နှစ်လပိုင်းသုံးလပိုင်းလေးလပိုင်းမှာအဲ့ဒီလိုအချိန်ကြီးတွေတောင်းလဲပါမယ်လို့ကြိုးပြောခဲ့တာအချိန်တိကျတယ်။နိုင်ငံရေးစစ်ရေးတုံ့တက်တယ်ဆိုတာအဲ့ဒီလိုတုံ့တက်ရတယ်။ဟောပေါ့ပေါ့ပေါ့။မတူရင်မင်းအောင်နိုင်ကမင်းအောင်လည်းသူ့သာကျူလိုက်ဆမ်းပါကွာမင်းကျူကျူလက်ထက်မင်းပို့ပြီးတော့အဆင်ပြေတယ်မင်းဦးနိုင်ငံကြီးရောစိတ်ကြီးရောမင်းအောင်လည်းသူ့သာကျူလိုက်ဆမ်းပါကွာငါစိတ်တွေညစ်တယ်အဆောင်ရင်းနေကိုဒီလိုဖြစ်နေတယ်လောက်အောင်ပြောရတာလေအကုသူတွေများပါတယ်ကွာအတူနဲ့နော်อืม တူရင်မတူနေကျမတို့ကအရက်ပဲပူလားအငြင်းမပူဩခင်ဗျားတို့ကအရက်ပဲရှိတာငြင်းရကလူစင်ပြီလားအောင်နော်တချို့မှာတိတော်တော်တော်အရက်ပဲပူတယ်မင်းအောင်မပြောနေရလားမသိဘူးနော်အေးပါရောမပြောရင်တချို့မှာတိတယ်နော်နိုင်ငံရေးတော့တက်တက်ကြတယ်ဟင်းမကြမ်းနဲ့ကြမ်းဒါပေမဲ့ပြောလိုက်တဲ့ဇာတ်ကမှားတော့မှာဆိုတဲ့ပဲ ပြောလိုက်တဲ့ဇာတ်ကားကအဲ့ဒီလိုနိုင်ငံကြီးကြိုးသွားလိုက်တဲ့ဇာတ်ကားတော့ဘုံမှားသွားလို့ရှိရင်တက်တက်လုံးခေါင်းမပေါ်ရဲပဲနဲ့နာမည်ပြက်ပြီးအရှက်ရမှာကြောက်တယ်ပဲကိုပြောလိုက်တဲ့ဇာတ်ကားပေါ်မှာတောင်းဝင်မယူရဲလို့တောင်းဝင်မခံရဲလို့နိုင်ငံကြီးကကြိုးသွားတဲ့နိုင်ငံကြီးအကြိုးသွားတဲ့နိုင်ငံကြီးအများကြီးရှိတယ်ဒါပေမဲ့မပြောရဲချင်ဘူးဘာလို့လဲကိုပြောလိုက်တဲ့ဇာတ်ကားကိုတောင်းရင်မတောင်းရင်ခံမှုတောင်းဝင်ယူရဲတဲ့တတ်တယ်လို့ရှိဘူးအင်းကျွန်မလည်းပဲလေ မတို့ဟိုဒီလက်ရှိမြန်မာပြည်ထဲမှာပြည်လာမှာပေါ့အာနိုင်ငံအကြောင်းပြောရင်ဒီစစ်တဲ့ရှိနေနေပါတယ်လေမတို့မျိုးလုံးနဲ့မှာမြင်မိနေတယ်။အင်းအဲ့ဒီလိုပဲပုံမှန်မှာကျွန်တော်ကဘုသူ့မှာဟာပြည့်ရပါရှိတယ်။ဟုတ်။ဘယ်လိုများကျွန်မပြောလိုက်တဲ့စာလေ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 ာကြပါဦး။အတယောက်တည်းနေတယောက်တည်းနေမှန်တက်နေတာဟာ။ဟာပြဿနာပဲ။ဟာဟာ။အော်နေထားကြည့်တော့ဖုန်းလေးရှိရထောင်ပြီးတော့ဒီလိုဟိုဟိုဟာပေါ့ဆက်ပြီးကင်မရာလေးနဲ့ထောင်ပြောရတယ်ဘောက။ ငါတို့လိုသားကင်မရာဟာဒီနဲ့ TV တွေထဲမှာပြောရင်ဟွာသောက်ခွက်တွေပြည့်ပြည့်လာပြရိုက်မှာမသိစိတ်ညစ်တယ်သူ့ level ကဖုန်းလေးတစ်လုံးနဲ့ဖုန်းလေးတစ်လုံးနဲ့ internet facebook သတင်းလေးတွေဖတ်အစာအုပ်လေးပါလေးဝယ်ဖတ်ဒီလောက် level နဲ့ internet မရတဲ့နိုင်ငံမှာနေ line ပြတ်တဲ့နိုင်ငံမှာနေပြီးသူ့ကိုသူဟုတ်လာပြီထင်နေတာနိုင်ငံရေးစီယူအဲလုံးကြပါအောင်ပြာခင်ဗျားတို့နည်းနည်းပါးပါးလေးထိန်းကြအောင်အဲစုနောက်တစ်ခေတ် solution နဲ့ပြ တိစားခဲ့တဲ့ပုံရိပ်တို့ပုံရိပ်မှာပုံရိပ်ပေါ်ပါမယ်။ဟုတ်တော့ဘာပုံရိပ်ရှိရလား။လူကပုံရိပ်ရှိရလား။ဘာပုံရိပ်လဲတစ်ချက်ပြောခဲ့ဟုတ်။ဟဲ့လူတွေ။အဲခင်ဗျားတို့မဟုတ်ဘူးလို့ဒိန်းကြအောင်လို့ခင်ဗျားဒုက္ခပဲ။အခုတော့ရောဘယ်ကမပြောရချင်ဘူး။အဲ့ဒီလိုမျိုးကိုယ့်ရဲ့ပုံရိပ်ကိုယ့်ရဲ့နာမည်ပြတ်သွားမှာဆိုတဲ့အတွက်မပြောရချင်ဘူး။ဒါပေမဲ့ဦးကြီးမြင့်တို့အင်းဦးတန်းစိုးနိုင်အင်းဒေါက်တာရကျော်တို့အင်းဒေါက်တာမင်းမင်းဝင်းပါတို့အင်း သူတို့ကြောင့်ပြောရင်သူအရှက်မရှိတောင်းရင်တောင်းရင်ကောင်းလည်းမရှိသူတို့အနိုင်ကြီးကံကြီးတိုင်းမယ်နော်ဒီကောင်မလေးကံကြီးတိုင်းမယ်တကယ်ဒီတိုင်းပြည်ကတကယ်စေတနာထားတဲ့လူကိုစော်စေတနာထားတဲ့လူတွေကိုစော်ကားနေတာနော်ကံကြီးကရိုးရိုးမထိုက်ဘူးတဆုံးထိုက်မှာနော်ဒီကောင်မလေးအော်ခတ်တော့ခတ်နေဟုတ်တယ်အခုတမျိုးအခုတမျိုးတုံးတက်တယ်တော်စားတမျိုးတုံးတက်တယ်သူတို့တုံးတက်ချက်တွေလည်းတစ်ခါမှမှန်လာရဲဆိုတာမရှိဘူး အခါမလေးမှတခုလေးမှမှန်နေဆိုတာမရှိတော့အဲ့ဒီလိုမရှိနိုင်လေကျမတို့ဆိုရင်ဩငါပြောလိုက်တဲ့စကားမှသွားရင်ငါနေမယ်တော့ပြတ်တော့မှာပဲငါငါအရှင်းရမှာပဲဆိုပြီးတော့ကြောက်ကြည့်သူမှအဲ့လိုကြောက်တဲ့စိတ်ရှက်တဲ့စိတ်ရှက်ရကြောက်ရမယ်ဟိဒီဘောရပါတယ်မရှိချာပါမရှိချာ နော်ဆိုတော့အဲ့လာချိုးဟိုလာချိုးကိုပြန်ပြီးတော့ဘောနော်ရပြီဆိုတော့ကျွန်တော်ပုတ်ချက်ပြောကြတယ်လေရှိသူတင်းကျောင်းရင်ဝန်ထမ်းတွေပို့ကြတယ်အဲသူတို့ကအဲသူတို့အဲ့လာချိုးကလည်းပြီးတော့ဘောနော်အဲတပ်ဝဲတွေဘယ်လိုထပ်ပြေးလာရတယ်ကကျွန်တော်ပုတ်ချက်ပြောတော့သူအာအချင်းကြီးတွေဘယ်လိုရှိနိုင်လဲမေးကြတယ်တချို့လူရင်ခွင့်ကြတယ်အဲ့ဒီလူတွေကိုကျွန်မတယောက်ချင်းတည်တာအခုလိုမျိုးကျွန်မကပြောခဲ့တာဖြစ်တဲ့အတွက်အမုံတူကြီးတမိပြောခဲ့တာအမှန်နေပြီဆိုပြီးတော့ကျွန်မပုတ်ချက်ပြောကြတယ်နောက်ဆိုတော့အဲ့ဒီအချိန်ကကျွန်မပြောချင်ပေမဲ့ ကျွန်တော်ကလည်းရှင်ကျမ်းစာမှာအားတယ်လို့ကျွန်တော်ကပြောပြလိုက်တယ်။နော်။ကျိုးကဇကားဆိုတာတန်ပြောတဲ့ဒီဒါပေမဲ့ဇကားပြောလိုက်တဲ့ဇကားကိုတောင်းရယူရဲတဲ့တတ်တယ်ရှိတယ်လို့ကတော့ရှာပါတယ်။နော်။ခင်ဗျားတို့အခုလိုမျိုးနိုင်ငံတကာကပေးလိုက်တဲ့အကူအညီတွေကစစ်တပ်ကနေပေးရင်တစ်ဆယ်ရာခိုင်နှုန်းပဲစစ်တပ်ရနိုင်မယ်ဆိုပြီးတော့အဲ့လိုဗျမ်းမာတွေပြောနေမဲ့စာရှင်းတတ်ကြပါမလားရှင်းတတ်ကြပါမလား နော်ခင်ဗျားတို့တလွဲကြီးဗျမ်းပါတယ်ထင်းခုံမဲကြီးပြောနေကြတာကုကုကိုရှက်တက်ကြပြန်မှာရှက်တက်တယ်ဆိုရင်ခင်ဗျားတို့တတ်တယ်ရှိရယ်ဆိုရင်ဒီမောက်တောင်းမှာတော်ပြီဆောင်းချက်ဖို့ကောင်းတဲ့တိုင်းကြီးဖြစ်သွားပြီစကားတွေကိုဖုန်းတစ်လုံးကြီးရှိတာနဲ့ကင်မရာလေးရိုက်ပြီးတက်တော့လေးပေါ်တင်ရတဲ့ဘောကနေသူ့ကိုသူဟုတ်လာပြီထင်နောက်ဆိုဘုန်းကြီးတို့ဘာလို့ဆိုလဲကြီးလိုက်အော်မူအရက်တော့အရက်အောင်ရပိုင်းပေါ့အဲ့ဒါကိုထောက်ခံနေတဲ့သူတွေ ဘာပြီးသူတို့ကိုစေတနာရှိပါတယ်ဆိုတော့ကောင်ကအရက်ပလင်းနဲ့တကြံမှာကအခုံတလောက်တိုင်းပြည်ဒုက္ခရောက်နေတဲ့အချိန်အဲ့ဒါကိုယုံလေလူဒီတိုင်းပြည်ညီမလူအဖွဲ့စီအတတော်တတော်အခြေအနေဆိုးနေပြီဒီဒီလိုလူတွေကိုကျွန်တော်တို့ဒီလိုလူတွေကတိုင်းပြည်အနာဂတ်တည်ဆောက်ရေးမှာလဲကျွန်တော်တို့ပြဿနာရှိနေတယ်လူကြီးတို့မာတွေကိုစော်ကားနေတယ်နိုင်ငံရေးကိုနှကန်းတစ်လုံးမှနားမလဲပဲပဝင်မြင့်နေတဲ့ပုဒ်မောင် ။ဘာပြောချင်လဲလေဗျာ။ဘာပြောခဲ့ချင်လဲ။ကျွန်တော်ပြောရင်လုံးဝမဆိုလို့ခင်ဗျားတို့ comment မှာရေးထားပေးခဲ့ရော။ဒီနေ့ညဒီတော့ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။